ဖော်ဖော်ခမရအလုံးမင်္ဂလာပါ clock corner နေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဂျားရဲ့အထက်မှာတော့ကျွန်တော် premier league ပွဲစဉ်14ကိုကျွန်တော်ဂျားရဲ့အထက်မှာကျွန်တော်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်ဒီထဲမှာမှာကျွန်တော်ပွဲကြီးပွဲကောင်းတစ်ပွဲရှိပါတယ်ဒီပွဲကတော့ကျွန်တော် newcastle united နဲ့ကျွန်တော် tottenham hotspur တို့စုံတွဲနေတဲ့ premier league ပွဲစဉ်14ရဲ့တော့တော်တော်လေးမှာကျွန်တော်ကြည့်လို့ကောင်းမယ်လို့တော့မြင်တယ်ဒီနေ့တင်းစုံတွဲမှုမှာဆိုရင်တော့ကျွန်တော်မြင်ရဆိုရင်တော့ဒီနေ့တင်းကကျွန်တော်တို့ အဲကစားပုံကလည်းတော်တော်လေးမှကျွန်တော်တို့ကောင်းတဲ့အတွက်ကြောင့်တစ်ဖက်ကတော်နယူကဆဲအိမ်ကြီးမှာတော်တော်ဟော့စပါတို့တွားပြီးရောက်ပြီးတော့အနိုင်ယူနိုင်ဖို့တော်တော်လေးမှခက်ခဲဦးမယ်ပွဲတွဲဖြစ်တယ်လို့တော့အမြင်နဲ့ Okay အဲဆိုကျွန်တော်ဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကိုညီကလေးနဲ့ like and subscribe လုပ်ကြတဲ့ရင် like and subscribe လုပ်ပြီးကုညီပေးတော်လို့ရပါတယ် Okay အဲဆိုကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင်ယူလုံးနေတဲ့ကျွန်တော်ဒီနှစ်သင်ရဲ့ကျွန်တော် ဆုံးတွဲမှုမှာတော့တော်တော်လေးမှကျွန်တော်ကြည့်လို့ကောင်းမဲ့ပွဲတစ်ပွဲဖြစ်မယ်လို့တော့မြင်နေတယ်။အခါကကျွန်တော်တို့ new car sale လဲကျွန်တော်တို့တော်တော်လေးမှကျွန်တော်ခြေစွမ်းကောင်းတွေကိုပြသထားနိုင်လို့ပြောတယ်။အထူးသဖြင့်ကျွန်တော်တို့ champion league ရော premier league မှာဆိုရင်လည်းတို့အနေနဲ့တော်တော်လေးမှကျွန်တော်အဆင့်ရတီချာတော်တော်လေးမှကောင်းမွန်တဲ့ပုံစံလေးတွေရှိနေတဲ့အတွက်ကြောင့် total horse water ဒီတစ်ခါဆုံးပေးမယ်ကျွန်တော် premier league ပွဲစဉ်ရတော့ ဆက်လေးရထပ်ပြီးတော့ကျွန်တော်ဆာမူရဲ့အစစ်ခံမဲ့ပုံစံမျိုးရှိပါတယ်သူတို့ရှေးပွဲတွေမှာလည်းတောက်လျှောက်တွေကိုရှုံးဝဲဆက်ထားရတဲ့အတွက်ကြောင့်ဒီခါဆုံးတွေ့မယ်ကျွန်တော်ပြင်းပြလေးပွဲစဉ်ဆက်လေးမှာတော့ တော်တန်ဟော့စ်ဘာအနေနဲ့နိုင်ဝဲပြန်လဲဖုံဖော်ဖို့လိုအပ်တယ်လို့အနေနဲ့ဒါမှမဟုတ်ဆုံတွေ့နေတဲ့အတင်းကလည်းနျူကာဆယ်လို့အင်ဂျောမာတင်အာမာကျောတဲ့အတင်းတစ်သင်းဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးဟိုမှာဘယ်လဲကူလို့တော့မြင်နေနောက်ဆုံးရှင်းပြထားတဲ့ကျွန်တော်တို့၅ပွဲမှာဆိုရင်လည်းကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်တော့နျူကာဆယ်ကတော့ကျွန်တော်တို့၃ပွဲနိုင်ထားတယ်၂ပွဲရှုံးထားတယ်ရှုံးထားတဲ့ပွဲကတော့ကျွန်တော်တို့ချန်ပီယံလိမ့်မှာကျွန်တော်တို့အဝေးမှာတွားရောက်ရှင်းပြနေတဲ့တပွဲနဲ့ပြီးလို့ဆိုရင်ကျွန်တော်တို့အဲဘရန်ဖိုလိုမျိုးအဝေးဘက်မှာတွားရောက်ရှင်းပြနေတဲ့ပွဲတွေပဲသူတို့အနေနဲ့ကျွန်တော်တို့နောက်ဆုံးရှင်းပြထားတဲ့ကျွန်တော်တို့ အဲအဝေးဝင်းနှစ်ပွဲပဲရှုံးပြီးတော့အိမ်ဝင်းမှာဆိုရင်လုံးဝရှုံးနိုင်ထားခြင်းမရှိတဲ့အတွက်ကြောင့်ဒီတစ်ခါစုံတွေ့မဲ့ကျွန်တော်တို့အဲပြီးမြလိပွဲကျင်ဆက်လေးရတော့တော်လေးမှကြီးလို့ကောင်းတဲ့ပုံစံမျိုးရှိတယ်။တစ်ခါကျွန်တော်တို့တော်တဟောဆိုတာတော်တဟောစပါတော့ကျွန်တော်အဲဒီယာဒီမှာကျွန်တော်မနှက်ကယာဒီနဲ့တိတ်ပြီးတော့မထူးမခြားနာပုံစံမျိုးဖြစ်တယ်။နောက်နောက်ဆုံးရှင်မြန်းတဲ့ပွဲလေးမှာဆိုတော့တောက်လျှောက်ကိုကျွန်တော်ရှုံးပွဲတွေဆက်နေတယ်လို့ပြောလို့ရတယ်။နောက်လေပေါ့ဦးတင်းနေဆိုလို့ရှိရင်တိတ်ပြီးတော့မကွာခြားတဲ့ပုံစံမျိုးလေး ရှိပြီးတော့ကျွန်တော်တို့ကျွန်တော်ရှေ့တစ်ပတ်တော့အပြီးမဲ့လီပွဲစဉ်ကျွန်တော်တို့ဆက်သုံးမှာတော့ဒေါက်တာဟောစပါရှုံးလင်းထားတဲ့အတွက်ကြောင့်သူ့အနေနဲ့ကျွန်တော်တို့ဆင်းရက်တီကျန်ပါတယ်ကျွန်တော်အနေနဲ့မြင်ရဆိုရင်စနစ်မှာပဲကျန်သွားတယ်လို့မြင်တွေ့ပြီးတော့တခြားဖြစ်တဲ့ကျွန်တော်တို့မြင်တော့ဆိုရင်ကျွန်တော်အပြီးမဲ့လီကျွန်တော်ပွဲစဉ်ဆက်သုံးမတိုင်ခင်ဆိုလို့ဆိုရင်တော့ကျွန်တော်တို့ပြက်ကြည့်မယ်ဆိုရင်ဒေါက်တာဟောစပါကျွန်တော်တို့အစဉ်ဆက်နှစ် ပြီးရင်ကျွန်တော်ဆင်း73 74ဆိုပြီးတော့ကျွန်တော်မန်ချက်တာယူနိုက်တက်နဲ့လီဗာပူးတို့အဲ့လိုမျိုးရက်တည်တော့သူ့အနေနဲ့ကျွန်တော်တို့ထပ်ပြီးတော့ရှုံးနေမှုကြုံတွေ့ထားရတဲ့အတွက်ကြောင့်တော်တန်ဟော့စပါအနေနဲ့အဆင့်7မှာပဲကြံခဲ့တဲ့ပုံစံမျိုးရှိတဲ့အတွက်ကြောင့်ဒီခါဆုံတွေ့မဲ့ပြည်မြလီပွဲစဉ်74မှာဆိုတော့သူတို့အနေနဲ့နိုင်ဖို့ပြန်လာပုံဖော်ဖို့လိုအပ်တယ်လို့တော့မြင်တယ် နောက်ဆုံးရှိမဲ့ထားတဲ့ငါးဘွဲ့မှာကိုလည်းပြန်ကြည့်မယ်ဆိုရင်တော့သူတို့နေအသင်းကောင်းတွေပဲအသင်းကြီးတွေနေပဲထိတိုက်တွေ့ဆုံထားတဲ့အတွက်ကြောင့်သူတို့နေမလွယ်ကူလို့မြင်တယ်သူတို့ကျွန်တော်တို့အာဆင်နယ်လိုမျိုးကျွန်တော်တို့လန်ဒန်ဒါဘီပွဲတွေရှိမယ်ဝေးကမှာပဲတွားရရှိမယ်ပြီးလို့ဆိုင်လဲကျွန်တော်တို့ ပီအက်ဂျီရဲ့အိမ်ဝင်မှာပဲကျွန်တော်တို့ချန်ပီယံလိမှာတွားရောက်ရှင်ပြိုင်တဲ့ပွဲမှာလည်းထပ်ပြီးတော့ရှုံးနေထားလို့သူတို့ရဲ့အိမ်ဝင်ကျွန်တော်ပရီးမီယံလိပွဲစဉ်73မှာတော့ထပ်ပြီးတော့ရှင်ပြိုင်တဲ့ပွဲမှာတော့ဖူဟန်ကိုသူတို့အနေနဲ့1 2ဆိုပြီးတော့ကျွန်တော်တို့ဥဆောင်ဂိုးတွေပေးပြီးတော့နောက်ကနေပြန်လိုက်ရမယ့်အခြေအနေမျိုးမှာတော့သူတို့အနေနဲ့ထပ်ပြီးတော့ရှုံးနေမှုတွေကြုံတွေ့ထားတဲ့အတွက်ကြောင့်တော်တော်လေးမှာဒေါက်တာဟော့စပါတက်ကတော့ဒီတစ်ခါစုံတွေ့မဲ့ပွဲမှာတော့မလွယ်ကူနေဘူးလို့တော့ပြောလို့ရတယ်သူတို့နောက်ဆုံးနိုင်ထားတာကျွန်တော်တို့ချန်ပီယံလိပွဲစဉ်မှာတော့ကျွန်တော်တို့ Champion League ပွဲစဉ်ကျွန်တော်အငားမှာနိုင်ပွဲဆက်ထားပြီးတော့နောက်ဆုံးကျွန်တော် Champion League ပွဲစဉ်ငားပြီးတဲ့တောက်လျှောက်ပေါ်မှာသူတို့အနေနဲ့ရှုံးပွဲတွေဆက်ထားတဲ့အတွက်ကြောင့်တော်တော်လေးမှအတော်တော်ဟော့စပါတော့ကဒီကဆုံးတွေ့မဲ့ Premier League ပွဲစဉ်၁၄ရတော့မလွယ်ကူလို့တော့မြင်တယ်။မြင်သိဆုံးတွေ့မှုမှာပဲ head to head ထိတိုက်တဲ့ဆုံးမှာတော့ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တော့ Newcastle ကတော့ကျွန်တော်၁၂ပွဲထိနိုင်ထားတယ်။၆ပွဲစီကြာထားပြီးတော့ Tottenham Hotspur တော့ကျွန်တော်၁၄ပွဲကိုနိုင်ပွဲဆက်ထားတယ်လို့ပြောလို့ရတယ်။ကျွန်တော်အတော်တော်ဟော့စပါအနေနဲ့ကျွန်တော် Newcastle အိမ်ဝင်မှာကျွန်တော်တို့ တော့ရောက်ရှင်ပြိုင်တဲ့ပွဲတွေတိုင်းမှာကျွန်တော်တို့အများနဲ့လို့ကျွန်တော်တို့ရှုံးနိုင်မှုတွေကြုံတွေ့ထားရတယ်။သူတို့အနေနဲ့နောက်ဆုံးနိုင်ခဲ့တာဆိုလို့ရှိရင်တော့နယူကာဆယ်အင်္ဂလန်နောက်ဆုံးနိုင်ပွဲဆက်ထားတာဆိုရင်တော့ကျွန်တော်တို့2020နှစ်တောင်းဖြစ်ပြီးတော့2 3နဲ့နိုင်ထားပြီးတော့အဲ့နောက်ပိုင်းနှစ်တွေမှာဆိုတော့22 23 24 25ဒီနောက်ပိုင်းနှစ်တွေမှာဆိုရင်နယူကာဆယ်အင်္ဂလန်တစ်ခါမှနိုင်ထားခြင်းမရှိဘဲနဲ့ကျွန်တော်တို့ဂိုးပြတ်ရှုံးလေးရှုံးတာရှိတယ်လို့တော့ဒီနေ့နဲ့ဆုံတွေ့မှုတိုင်းမှာလည်းတော်တော်လေးမှကျွန်တော်ဂိုးတွေများရတယ်လို့ကြည့်ရအောင် ဲ့ကျွန်တော်တစ်ချက်ပြင်ကြည့်မယ်မိနစ်ကစုံတွေးမှုမှာဆိုရင်တော့ကျွန်တော်နယူကာဆယ်အင်္ဂလိပ်မှာကျွန်တော်တော်တော်ဟော့စပါနေတူရူစီဆိုပြီးတော့ရှုံးနေတာလို့သူတို့ရဲ့အင်္ဂလိပ်မှာဆိုရင်ဆိုရင်တော့ကျွန်တော်တို့1 1ဆိုပြီးတော့ကျွန်တော်တို့ရှုံးနေထားတယ်1 1ဆိုပြီးတော့တည်ကြထားတယ်ဗျာအဲဒီအတွက်ကြောင့်ကျွန်တော်နယူကာဆယ်အင်္ဂလိပ်မှာပဲကျွန်တော်တို့အဲတော့ရရှိမဲ့တဲ့ပွဲတွေမှာဆိုရင်နောက်ဆုံးရှိမဲ့ထားတဲ့ပွဲတွေမှာဆိုတော်တော်လေးမှကျွန်တော်တို့နိုင်ပွဲတွေများရှိထားတဲ့အတွက်ကြောင့်ဒီတစ်ခါစုံပြေးမဲ့ပွဲမှာတော့ဒီလိုမျိုးပုံစံတွေကို ပြန်လဲခြေဖြတ်နိုင်လားဆိုတချက်တော့စောင့်ကြည့်ရမယ်ဒါမှလည်းတွစ်ဆုံနေတဲ့ပွဲကလည်းယူကာဆယ်လိုအိမ်ရောမှာတင်းပြီးတော့တော်တော်လေးမှကောင်းမွန်တဲ့ကျွန်တော်တို့ကွင်းလေးကိုပိုင်ဆိုင်ထားတဲ့အတင်းတင်းအောင်တွားရောက်ရှင်မယ်ပဲပုံမှန်တော့ထပ်ပြီးတော့ကျွန်တော်တို့တော်တော်ဟော့စပါတက်ကတော့မလွယ်ကူလို့တော့မင်းနဲ့ဘာလို့ကြောင့်လဲဆိုရင်ယူကာဆယ်ရဲ့ကွင်းလေးကစားသမားတွေရတဲ့တော်တော်လေးမှကျန်ကျန်တန်တန်ဆော့တဲ့အတင်းတင်းဖြစ်တဲ့ပြီးရင်လည်းအိမ်ကွင်းလေးမှာကြောက်တဲ့အတင်းဖြစ်တဲ့တော်တော်ဟော့စပါတက်ကတော့မလွယ်ကူလို့ကျွန်တော်ရအဲကျွန်တော်ပုံကိုရေးရတော့မင်းနဲ့ โอเคအဲ့ဆိုကျွန်တော်ဒီနေ့တင်းရဲ့ခမန်းလိုက်နဲ့လေးသွားလိုက်မယ်ဆိုရင်တော့ Newcastle အရင်ပြောပါဦး Newcastle ကတော့ရှင်းပါတယ်သူတို့ရဲ့အဓိကလူစင်းနဲ့ပဲပြန်လာမယ်ကိုသူကနေရာမှာ run save ပြီးတော့ကျွန်တော်တို့ Vanover တို့ကလည်းပြန်ပြီးတော့ဒယန်ကနေတော့တက်တာတော့ကြောင့်ဒီတင်ပေါ်မှာပြန်လဲပေါ်ထွက်လာမယ်ပြီးတော့ကျွန်တော်တို့အမ် Fabian Shah နောက်တစ်ယောက်က Tio နဲ့အပြီးရင်းတော့အဲ Libra Mento တို့ပေါ်ထွက်လာမယ်လို့မြင်နေတယ်ကွင်းလင်မှာတော့သူတို့ရဲ့အဓိကကွင်းလင်ကစားသမားဖြစ်တဲ့တော်တော်လေးဥမှကြမ်းကြမ်းတန်းတန်းဆော့တဲ့ကစားသမားတွေဖြစ်တဲ့ Jolinton ရှိမယ်နောက်တစ်ယောက်ကကျွန်တော်တို့နားလေးရှိပြီးတော့ ဝိမာရတို့ပါတော့ရှိမယ်ဒီထဲမှာမှာဆိုးတော့ကတော့ဂျိုလွန်တန်တော့ကျွန်တော်မြင်ရတော့တော်တော်လေးမှကျွန်တော်ဆိုးတယ်လို့မြင်နေပေပွဲမှန်တယ်များသူ့အနေနဲ့ကျွန်တော်ရန်လိုက်ရှာလိုက်ကမှတော်တော်လေးမှကျဉ်းကျဉ်းတက်တက်ဆော့တဲ့အတွက်ကြောင့်ဂျိုလွန်တန်ကိုအထူးသတိထားပြီးတော့တော်တော်ဟော့စပါရဲ့ကွင်းလက်ကစားသမားတွေဆော့မယ်လို့မြင်နေဒီကစားသမားကျန်းတဲ့အတွက်ကြောင့်အကြီးဆိုင်ပြီးတော့ဆော့တင်တယ်လို့မြင်နေဘာအတွက်ကြောင့်လဲဆိုရင်ဒဏ်ရာပြဿနာတစ်ခုဖြစ်သွားမယ်ဆိုလို့ဆိုရင်ကိုအသိမဲ့ပို့ပြီးတော့နစ်နာသွားမယ်နှစ်ခါနစ်နာမယ်ပုံစံမျိုးတွေရှိတဲ့အတွက်ကြောင့် သူပြုဆိုင်ပြီးတော့ကစားသိနေလို့တော့မြင်နေတိုက်စစ်မှာတော့တို့ဂေါ်ဒွန်တို့ဘာလို့ပြန်လဲတက်တာလာတဲ့အတွက်ကြောင့်ဂေါ်ဒွန်တို့ပြန်လဲပါမယ်တစ်ဖက်ကတော့မာဖီဖြစ်ပြီးတော့သူတို့ရဲ့အဓိကတိုက်စစ်ကစားသမားတော့သူတို့ဒီနှစ်မှာတော်တော်လေးခေါ်ယူထားတဲ့ကစားသမားဖြစ်တဲ့ Ultimate ပဲပွဲထွက်လာမယ်လို့မြင်တယ်။ Ultimate အနေနဲ့လည်းကျွန်တော်တို့ ပွဲတိုင်းလို့လို့ကြောင့်သူ့အနေနဲ့ဆိုရင် twin goal တွေ twin ထားတဲ့အတွက်ကြောင့် total horse white နောက်တန်းတွေတော်တော်လေးမှ queue ဆိုက်ပြီးတော့ဒီကစားသမားကိုထိန်းသိမ်းရမယ်လို့မြင်နေ cotton တို့ရဲ့ကျွန်တော်တို့အဲ twin goal twin goal တွေကလည်းကျွန်တော်တို့အများအားလို့လို့ကျွန်တော်တို့တော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေရှိနေတဲ့အတွက်ကြောင့်အဲ total horse white ရဲ့ကွင်းလင်းတဲ့နောက်တန်းဒီကစားသမားတွေတော်တော်လေးမှထိတ်ချုပ်ကမယ်လို့မြင်နေအထူးသဖြင့်ကျွန်တော်ကွင်းလင်းကစားသမားဖြစ်တဲ့ queen mare ကလည်းကျွန်တော်တို့မထိန်မထိန်ဆိုကျွန်တော်ကွင်းလင်းချင်းအနေနဲ့တော့လှမ်းကန်တဲ့ပုံစံမျိုးတွေရှိတဲ့အတွက်ကြောင့် total horse white ကကျွန်တော်ရှေ့ပွဲတွေလို့အမှားတွေကိုထပ်ပြီးတော့မလုပ် ဖို့ကျွန်တော်နေရဆိုရင်မျောလင့်မျောလင့်ထားတယ်ဗျာပြီးတော့ကျွန်တော်တစ်ဖက်ကကျွန်တော်ဒေါက်တာဟော့စပိုင်ကျွန်တော်ခမလိုက်နဲ့လေးပြောဒေါက်တာဟော့စပိုင်ကခမလိုက်နဲ့မှာတို့ရှေ့ပွဲမှာရှင်ပြိုင်ရတဲ့ပုံစံပဲပွက်ထလာမယ်လို့အမြင်နဲ့ကိုတို့ကနေရာမှာပီကာရီယိုပဲပွက်ထလာပြီးတော့နောက်တန်းလေးရောက်နေရာမှာဆိုရင်ကျွန်တော်စပန်လို့ရှိမယ်ဘန်ဒီပန်နဲ့ရိုမဲလိုတို့ပိုလိုပိုလိုတို့ပဲ ကျွန်တော်တို့ပွဲထွက်လာမယ်လို့ပြင်ပြီးတော့ကွလင်မာဆိုရင်ဘီတင်ဟာပြီးလို့ဆိုရင်ပါလင်ညာနဲ့ကျွန်တော်တို့အဲဇာဘီဆိုင်မွန်တို့ပဲထပ်ပြီးတော့ပွဲထွက်လာမယ်လို့ပြင်နေတယ်။အက်ဆစ်မှာဆိုရင်ကျွန်တော်တို့အိုရိုဘီပြီးလို့ဆိုရင်ခူးရက်နဲ့ကျွန်တော်တို့အဲရစ်ချာလီဇင်တို့ပွဲထွက်လာမယ်။ရစ်ချာလီဇင်ကပွဲထွက်ဆိုရင်ကျွန်တော်တို့အဲကိုလိုမိုဝနီတို့ပါလို့လည်းဒါညာကနေပြန်လဲတက်တာတဲ့အတွက်ကြောင့်သူ့အနေနဲ့တုံးသွားမယ်ဆိုရင်လည်းတုံးသွားလို့ရတဲ့အတွက်ကြောင့်ဒီနေ့အရှင်ပြန်မဲ့ပြင်းပြလေးပွဲစဉ်14မှာဆိုရင်တော့ကျွန်တော်ထပ်ပြီးတော့ဒေါက်တာဟော့စ်ဘတ်တက်ကတော့ထပ်ပြီးတော့လေကူမဲ့ပွဲတော်မဟုတ်ဘူးလို့တော့မြင်တယ်။ အဲဒါကြောင့်လည်း Newcastle တော်တော်လေးမှကောင်းမွန်လို့သူတို့အနေနဲ့လည်းရှုံးမွေးတွေတိတ်ပြမရှိထားတဲ့အတွက်ကြောင့်ဒီနှစ်သင်းစုံတွဲမှုကလည်းပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာမယ်လို့တော့ကျွန်တော်အမိနဲ့ဘာအတွက်ကြောင့်လဲဆိုရင်ကျွန်တော်တို့နှစ်သင်းရလည်းကျွန်တော်အခြေစွမ်းနေရလည်းတော်တော်လေးအနိုင်မြင့်တက်ကြရရှိနေတဲ့ပုံစံမျိုးရှိတယ်ဗျာအထူးဖြစ်ကျွန်တော်တို့ Newcastle ကိုကြည့်လိုက်ပါမယ် Newcastle နဲ့သူတို့နဲ့ကတော့တိတ်ပြီးတော့မကောဘူးပြသားအဆင့်ရက်တွေကြာတာတော်တန်ဟော့စပါကအဆင့်7နဲ့ Newcastle ကအဆင့်13တော့ဖြစ်နေကြပြန်ဘာအတွက်ကြောင့်လဲဆိုရင်ကျွန်တော် Newcastle ကတော့ plus 1ပဲဖြစ်ပြီးတော့ တစ်ဖက်ကကျွန်တော်တော်တာဟော့စပါရောက်ကျွန်တော်ပလက်ဖိုက်ဖြစ်နေတဲ့တကြောင်ကျွန်တော်တို့ရမှတ်ကလည်း16မှတ်ပဲဖြစ်နေတယ်ဒီနေ့တည်းအစုံပြီးမှတော်တော်လေးမှကြည့်လို့ကောင်းမယ်လို့အမြင်နဲ့တကယ်လို့မှတော်တာဟော့စပါအနေနဲ့ဒါနိုင်ပွဲကိုထပ်ပြီးတော့ယူနိုင်မယ်ဆိုရင်တော့ကျွန်တော်အမြင်ကြည့်လိုက်ပါမယ်နိုင်ပွဲပုံဖော်နိုင်မယ်ဆိုရင်သူ့အနေနဲ့ဟိုဟာလောက်ထိရောက်သွားမှာဗျအစ9နေရာထီလောက်ကိုတက်လာမဲ့ပုံစံမျိုးရှိတယ်ဗျာတော်တာဟော့စပါအနေနဲ့9ဆက်မယ်ဆိုဘာလို့ကြောင့်လဲသူ့နေသူ့ရဲ့ goal က +5 ဖြစ်နေတယ်ဗျာ လက်ဖိုက်ဖြစ်နေရတဲ့အတွက်ကြောင့်ကျွန်တော်တို့အဲကျွန်တော်အဆင့်9ကကျွန်တော်အဆင့်9နဲ့အဆင့်14ကကျွန်တော် Aston Villa နဲ့အဲ Brighton ကလည်းကျွန်တော်တို့အဲ plus 5ပဲဖြစ်နေရတဲ့ကြောင့်ဒီနေ့တင်းမှာဆိုရင်တော့သူ့အနေနဲ့တဘိုးလောက်တာနဲ့တော့နိုင်သွားမယ်ဆိုလို့ရှိရင် plus 6ဖြစ်သွားပြီဆိုရင်တို့ရမှတ်ကလည်းကျွန်တော်21မှတ်ဖြစ်သွားမယ်ဆိုရင်တော့တော်တော်လေးမှာကျွန်တော်ကောင်းမွန်တဲ့ပုံစံမျိုးလေးတို့မြင်တွေ့နိုင်တယ်လို့ပြောလဲ21မှတ်ဆိုရင်တော့မဟုတ်ဘူးဗျ21မှတ်ဆိုအခွန်ထိလောက်တန်လာမှန်ဘူးဗျာတော်တော်ဟောစပါးတိလား ခုန်ထီလောက်အဆင့်ကိုတက်လန်းလာမယ်လို့မြင်တွေ့တယ်။တကယ်လို့ကနယူကာဆယ်နဲ့တော့ထပ်ပြီးတော့နိုင်မဆက်သွားမယ်ဆိုရင်တော့တော်တန်ဟော့စ်ဘတ်တော့ကတော်တော်လေးကိုကျွန်တော်ကစားသမားတွေစိတ်တဲ့ဘက်မှာတော်တော်လေးကိုထိကြိုက်သွားမယ်ပုံစံမျိုးတွေရှိတဲ့အတွက်ကြောင့်ဒီနေ့ပွဲကိုတော့အနိုင်မုတ်တော့မှတီရလက်တပွဲကိုဥတီပြီးတော့ဆော့ကစားသွားဖို့လိုအပ်တယ်လို့မြင်တယ်။ညကိုနေနဲ့ရောဒီညချိန်မှပဲပြင်းပြလိပွဲစဉ်ဆက်လေတော်တန်ဟော့စ်ဘတ်နဲ့နယူကာဆယ်တို့ရဲ့ပွဲလေးကိုဘယ်လိုမြင်ရလဲ။မြင်အောင်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။ဒါကြောင့်ကြည့်ရှုပေးတဲ့ညကိုတရားစင်းနေအောင်ကျေးဇူးများတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆောင်လို့ကြတော့ဗျာ။